်မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနဤထိတ်တဲ့တရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ညဝရီမြို့နယ်တိုက်ပွဲများအတွင်မြန်မာဘက်မှပြစ်ခတ်သောကြီးကထိုင်းနိုင်ငံအတွင်သို့ကျရောက်ပြီးအသက်68နှစ်ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာရကြီးများမကြာခဏကျရောက်နေမှုကြောင့်မြန်မာဘက်သို့ထိုင်းစစ်တပ်ကတရားဝင်ကန့်ကွက်စာပေးပို့ရဲဆွေတဲ့တွင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်ညဝရီမြို့နယ်မင်းလက်ပံကြီးပါအနီးတိုက်ပွဲများအတွင်မြန်မာဘက်မှပြစ်ခတ်သော ်ချီကထိုင်းနိုင်ငံတွင်သို့ကျရောက်ပြီးအသက်68နှစ်ထိုင်းနိုင်ငံတက်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ1ရက်နေ့ည9:35မိနစ်အချိန်မြန်မာဘက်ကပြစ်ခတ်သောကြည်စံကထိုင်းနိုင်ငံမဲဆောင်မြို့ဘက်အခြမ်းရှိကျေးရွာအတွင်သို့ကျရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးဤဘေဘက်ခြေတောက်ကိုထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ရှင်းတော်ထိုင်းအာဏာပိုင်များကထိုင်းကြည်ထိမှန်ထရန်ရရှိသောထိုင်းအမျိုးသမီးကြီးကိုတွားရောက်ကြည့်ရှုပြီးမဲဆောက်စည်းရုံသို့တင်ပို့ခဲ့ကြောင်းသိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်ခြမ်းသို့တရားဝင်ကန့်ကွက်စာဖိပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တလျှောက်တွင်လုံခြုံရေးပုံမတင်းကျပ်ထားကြောင်းသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့ကလည်း ရောက်ရင်ကိုနဲ့မြင်းလက်ပံဤသို့စစ်တပ်ကအလုံးရင်ဖြင့်စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကို KK ပတ်အတွင်းမှစစ်တပ်က၎င်းရောက်ရင်မျိုးဆောင်တန်း295က၎င်းလက်နက်ကြီးများဖြင့်ဖြစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပြစ်ခတ်သောလက်နက်ကြီးများမှာထိုင်းနိုင်ငံသို့ကြားရောက်ခဲ့ပြီးမြန်မာရွှေပြောင်းအလုံသမားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့ညပိုင်းတွင်လည်းမြန်မာစစ်တပ်ကပြစ်ခတ်သောလက်နက်ကြီးကြီးများကထိုင်းတဲ့သို့ထပ်မံကြားရောက်သဖြင့်ထိုင်းစစ်တပ်ကသတိပေးမိကြီးများမြန်မာဘက်သို့ဖောက်ခွဲပြစ်ခတ်ခဲ့ကြောင်းသိရပါသည် နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးညာချရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ဆီးသောနေဆက်ကင်ညာအလုံးကိုထိုင်းအာဏာပိုင်များက9ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့တွင်ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ဆက်လက်ပြီးစီးရေးပို့မြင့်လာနိုင်လို့ပြည်သူတွေစစ်ကောင်စီတပ်နဲ့ဝေဝေးနေပေဖို့ဘကူတိုင်းစစ်ဌာနဖြူဟာ22တာဝန်ခံပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမတ်နှစ်စစ်စင်ရေးနေမြေဘကူတိုင်းစစ်ဌာနဖြူဟာ22ရဲတရင်တပ်ဖွဲ့တွေဟာလက်တလုံးစစ်ရေးအရှိန်မြင့်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့ဝေဝင်းနေကြဖို့ဖြူဟာ22တာဝန်ခံကတတိပေးပြောပါရယ်။နိုဝင်ဘာလကုန်ပိုင်းမှာဖြူဟာ22ရဲစစ်စင်ရေးနေမြေအတွင်းစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်တဲ့စစ်စင်ရေးတွေစက်တိုက်ဖော်ဆောင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးမင်းမြန်ရမှာဖြူဟာ22တာဝန်ခံကအခုလိုပြောပြတာပါ။ မကြခင်လဲစစ်ရေးတွေအရှိန်မြင့်လာနိုင်တာမို့အကြမ်းဖက်စစ်တပ်နဲ့ဝေဝေးနေပြီးကြပါနောက်ဗျူဟာ22ကိုကဲမှုအောက်ကတရင်တက်ခွဲနဲ့ပါကာဖာတွေကိုလည်းယုံယုံကြည်ကြည်နဲ့ထောက်ဖို့ပေးကြပါလို့ဗျူဟာ22တာဝန်ခံကပြောပါတယ်ဖြူဟာ22ရဲ့စစ်စင်ရေးနေမိကတာယာဝတီခရိုင်နဲ့ဘကိုးခရိုင်တရင်တွေပါဝင်နေလို့လည်းအသိပေးပါရယ်။ဒါအပြင်မချခင်မှာပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲမှာမပါဝင်ကြဘူး။စီယုံလှုပ်စော်တာပါဝင်အားဖြည့်တာတွေမလုပ်ဖို့လေဖြူဟာ22တာဝန်ခံကတိုက်တွန်းပါရယ်။ ဖြူဟာ22ရက်တရင်တပ်ဖွဲ့တွေဟာနိုဝင်ဘာနောက်ဆုံးအပတ်ကဘကူတိုင်းတာယာဝတီခရိုင်လဗဒန်မြို့နယ်ပေါင်းတယ်မြို့နယ်ဂျိုးပင်ကောင်မြို့နယ်နက်တလီမြို့နယ်စတဲ့မြို့နယ်တွေကစစ်ကောင်စီတပ်ဖွဲ့တွေဂိတ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ပြီးလက်နက်ခဲယံအချို့သိမ်းရခဲ့ပါတယ်။လဗဒန်မြို့နယ်ကြောက်တွင်းကြီးပါလမ်းဆုံရှိစစ်တပ်ဂိတ်စခန်းကိုနိုဝင်ဘာ30ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က9ဦးသေဆုံးကလက်နက်နဲ့လက်နက်ခဲယံတွေသိမ်းရခဲ့ပါတယ်။ အဲ့ဒီစစ်စင်ရေးကိုယူဟာ22အမှတ်3800နှစ်တရင် တက်ခွဲနှင်းရွှေရမ်းမြေပါကဖောင်လဗဒန်မြို့နယ်ပါကဖောင်အချူတိုက်ခိုက်ရေးအဖွဲ့တို့ကဖော်ဆောင်ခဲ့တာပါလက်တလေးမျိုးနဲ့ရှားပြူကုံကြေးပါရှိစစ်တပ်ကိစ္စခန်းကိုနိုဝင်ဘာ26ရက်တိုက်ခတ်ရာစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးကကျန်သူတွေကိစ္စခန်းကိုစုံခွာထွက်ပြေးသွားတယ်လို့ဆိုပါတယ်စစ်တပ်ကိစ္စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအုံပြုတဲ့ဆိုင်ကင်းနဲ့ အခြားစစ်တုံးပစ္စည်းတွေတိမ်းရတယ်လို့ဗျူဟာ22ကထုတ်ပြန်ချပါတယ်။အဲဒီစစ်စင်ရေးကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေမကိုးတိုင်းစစ်ဌာနဗျူဟာ22အမှတ်3800တက်ရင်တက်ခွဲချောင်းနတ်တလင်းမြို့နယ်ပကဖားတို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကြာပြင်တာယာဝတီခရိုင်ပေါင်းတယ်မြို့နယ်ပန်းတင်းပင်ချင်းရွာကနေဆိုင်ကယ်တွေနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းအမှတ်3800တက်ရင်ယုံရှဲပေါ်တွေကဒီကနေ့မနက်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးသေးဆုံးကတအူးထံရရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ23ရက်ကလည်းပဲခူးတိုင်းစစ်ဌာနဖြူဟာ22တရင်3800နှစ်တက်ခွဲလီရဲဘော်တွေဟာတာယာဝတီခရိုင်ကျိုးပင်ကောင်းမြို့အပွင့်စစ်ကောင်စီကိစ္စခန်းကိုတိုက်ခိုက်ခရာဒူရဲအုပ်ကျော်စင်ထုံးအပအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးက2ဦးထပ်မံတဲ့ဒဏ်ရာရရှိခဲ့ပြီးလက်နက်တချို့သိမ်းဆီးရရှိခဲ့တယ်လို့အမှတ်နှစ်စစ်စင်ရေးနယ်မြေကအသိပေးပါတယ်။ ဒါအပြင်ပေါင်းတယ်မျိုးနဲ့မှတ်တိုင်နေမီရဲစခန်းကကြောက်ကြီးတောင်အထိုင်တက်စခန်းကိုအင်အားဖြည့်တင်းဖို့စစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးခန့်တင်လာတဲ့ကားကို Vua 21 PDF တပ်ရင်3600တက်ခွဲငါးကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ22ရက်ကလည်းတရားဝရီခရိုင်ဇီကုန်းမျိုးနဲ့ KTV တကူမှဘူယူနေတဲ့စစ်တပ်လက်အောက်ခံရဲနဲ့ပြည်သူစစ်တွေကို Vua 22တရရင်3800တင် တရင်ကတိုက်ခိုက်ခရာစစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးသေဆုံးကလက်နက်အချို့သိမ်းရခဲ့ကြောင်းအမန်နီစစ်စင်ရေးနယ်မြေကထုတ်ပြန်ထားပါတယ်။ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားပြုံးတိလာ၍ရန်ကုန်မှစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်နေဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲအတွင်းကိုစစ်ကော်မရှင်ကစစ်ကူပို့ရန်အတွက်တရင်အချို့မှစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုရန်ကုန်မှနေ၍ရေချောင်းဖြင့်ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်တမ71နီးပြူဟာမူ နာပါဟာ111ဒုတိယဗိုလ်မှူးကြီးမျိုးမင်းတန်ဦးစီးသည်ခမာယ212ခမာယ213ခမာယ219တို့မှခမ်းမန်းအင်အား900ခန့်ကိုကြောက်ဖြူသူပို့ဆောင်နေကြောင်းစီဒီအမ်ဗိုလ်ကြီးစင်ရထမ်းမှသိရပါတယ်ကြောက်ဖြူမှာကရေတက်အင်အားစုများတဲ့ရေပြင်စစ်ကြောင်းထုတ်မှုမှာနေမြေရလေခဏပင် အေအေကအမဲ့ချွေတာကိုစစ်တပ်ကခံရတာပင်စစ်တွေကတက်တွေခွဲပြီးကြောက်ဖြူပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တာဟုစစ်ရေးတရေရင်မြက်ကသတင်းဌာနကိုပြောကြားပါတယ် ကြောက်ကူတိုက်ပွဲမှာပြီးခဲ့တဲ့နိုဝင်ဘာ14ရက်နေ့ကတည်းကတိုင်းချောင်းမင်းပြင်စသည့်ကြီးရွာများတွင်နှစ်ဖက်အပြန်လည်တိုက်ခိုက်မှုများရှိခဲ့ပါတယ်။တညောက်ဝတီရေတပ်ဌာနချုပ်အနီးလမ်းခွဲဘက်တွင်လည်းပြီးခဲ့တဲ့နိုဝင်ဘာ24ရက်က AA နှင့်စစ်ကော်မရှင်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကော်မရှင်ကပြန်လည်ထိန်းချုပ်လိုက်သည့်တိုင်းချောင်းရွာကိုပြီးခဲ့တဲ့နိုဝင်ဘာ28ရက်တွင် AA ကပြန်လည်စီးနှင်တိုက်ခိုက်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေတာရင်းသတင်းရင်းမြစ်များထံမှသိရပါတယ်။ ရှမနစ်ဒီဇင်ဘာ၁ရက်နေ့တွင်မူမင်းပြင်းရှိစစ်ရေးအရာအချက်အချာကြသည့်နေရာအချို့နှင့်တိုင်းချောင်းရွာကိုအေအေကစိုးမိုးမှု ပြန်လည်ရောက်ထားသည်ဟုသိရပါသည်။ဆက်လက်ပြီးစီရီယန်တွင်ပါဝင်မှုကြောင့်စစ်အုပ်စုက1600နှစ်ချမှတ်ခဲ့သည့်မြန်မာတိုင်းနိုင်ငံလုံးအမှတ်အများဆုံးစုရှင်မောင်ကျော်လင်းတန်ပြန်လွတ်လာတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ပုံမှန်905ကကြီး52ခါခွေးတို့ဖြင့်ထောင်နဲ့6နှစ်ချမှတ်ခံထားရတဲ့2019ခုနှစ်ဤမြန်မာတိုင်းနိုင်ငံလုံးတက္ကသိုလ်ဝင်တန်းပထမဆုရှင် မောင်ကျော်လင်းတန်းသည်ဒီဇင်ဘာ၁ရက်နေ့တွင်ဓာတ်ဦးအချင်းထောင်မှပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရပါသည်မြန်မာတိုင်းနိုင်ငံလုံးအမတ်အများဆုံးပထမဆုရှင်မောင်ကျော်လင်းတန်းသည်စစ်တပ်ကတို့ပထမနှစ်တွင်ပညာသင်ကြားနေစဉ်စစ်တပ်အာဏာသိမ်းမှုတွင် CDN အဖြစ်ပါဝင်ရပ်တည်မှုကြောင့်စစ်ကော်မရှင်တပ်မှဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ပါသည်မင်းကကျွန်တော်ညီလေးကျော်လင်းတန်းထိုက်ဦးအချင်းထောင်ကနေလွတ်မြောက်လာပါပြီဟု၎င်းနှင့်ဤဆက်သူတအုပ်ကသတင်းဌာနကိုပြောပါရယ်။မောင်ကျော်လင်းတန်းသည်လူရည်ချုံအဖြစ်၃ချိန်တိုင်ဆူရချိထားသူဖြစ်ပြီး 2019ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲကိုအလုံးမျိုးနဲ့အာထကလေးတွင်ဝင်ရောက်ဖြည့်ဆို့ခဲ့ပြီးဘာသာစုံခုတ်တူးဖြစ်မြန်မာတနိုင်ငံလုံးတက္ကသိုလ်ဝန်ထမ်းပထမဆုကိုရရှိခဲ့သူဖြစ်ပါတယ်ဒီဇင်ဘာ1ရက်ကမောင်ကျော်လင်းတန်းအပါဝင်ဓာတ်ဦးထောင်မှနိုင်ငံရေးအကျဉ်းသား90ဦးပြန်လည်လွတ်မြောက်ခဲ့ကြောင်းဓာတ်ဦးအကျဉ်းထောင်နှင့်ဤဆက်သူထံမှသိရပါတယ်ထို့ပြင်တာယာဝတီထောင်မှ83ဦး၊ညင်းချန်ထောင်မှ24ဦး၊တရက်ထောင်မှ4ဦး၊အိုးဘိုထောင်မှ46ဦး၊တိုက်ဦးထောင်မှ50ဦး၊ရမဲသိန်းထောင်မှ3ဦး နိုင်ကျင်းစုစုပေါင်း209ဦးလွတ်မြောက်ခဲ့ကြောင်းသိရပါတယ်။